ားလုံးမင်္ဂလာပါဒီဗီဒီယိုလေးဟာမကြခင်ရောက်လာတော့မယ်၁၂လပိုင်းမှာတွေ့ကြုံလာမယ်အင်ကာသားသမီးတွေရဲ့ကံအဆိုးကောင်းကိုတုံးတက်ပြီးတော့ဟောကြားပေးသွားမှာဖြစ်ပါတယ်အဲ့တော့တနည်းအားဖြင့်ပြောရင်အင်္ဂါသားသမီးတွေအတွက်ဆန်းလာပိုင်းတလတာကံအဆိုးကောင်းကိုတဲရော့နဲ့တုံးတက်ပြီးဟောမယ့်ဗီဒီယိုလေးပေါ့ဗျာနော်အဲ့တော့ကိုကတဲရော့ပုံမှန်လေးယုံကြည်မှုတခုရှိမယ်ကံညီမလေးသိချင်တယ်ဆိုရင်ဒီဗီဒီယိုကကိုယ်နဲ့တက်ဆိုင်တယ်နောက်ကဘက်ကညူဆိုဒီဗီဒီယိုကိုယ်နဲ့မတက်ဆိုင်ကြော်လို့ရပါပြီဟုတ်နော်အဲ့တော့ ကျွန်တော်တော့ဗမင်းငါရေပဲဆရာစောင်းတောင်ဖြစ်ပါတယ်မိတ်ဆွေတို့ကိုအမြဲတမ်းဗီဒီယိုရေတရားနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေဆရာတယောက်လည်းဖြစ်တယ်အဲကျွန်တော်ရဲ့ဗီဒီယိုတွေကြိုက်တယ်ကျွန်တော်ရဲ့တင်ဆက်မှုတွေကြိုက်တယ်ဆိုတော့ကျွန်တော်ကောက် follow လုပ်ပေးထားခဲ့ပါပြီးတော့ဒီဗီဒီယိုမှာလည်း like and share တခုခုပြုလုပ်ပေးကြရပြီကျွန်တော်ကူညီပေးပါလို့မေတ္တာရက်ခံပါတယ်အဲ့ဒါဆိုလို့ရှိရင်အော်ပြီးတော့ကျွန်တော်ရှင်မှာဗီဒီယိုမေးဖို့အတွက်မေးဟိုဟာပြောနေတဲ့လူတွေရှိတယ်ဗီဒီယိုမေးချင်ကျွန်တော်အောက်ထဲဝင်သွားလိုက်အဲ့မှာကျွန်တော် Viber ဖုန်းနံပါတ်တင်ထားတယ် Viber ကနေဆက်သွယ်ပြီးတော့မေးပြလို့ရပါတယ်เนาะโอเคပါအားလုံးပဲစလိုက် တော့အင်္ဂါသားသမီးတွေကျွန်တော်တို့တွေ့ကြုံလာမယ့်ဒီတလတာမှာကိုပိုင်စီးပွားရေးနဲ့အစဟောပေးပါမယ်။ကိုပိုင်စီးပွားရေးနဲ့ပတ်သက်တဲ့ကံဓာတ်တွေမှာဘာဖြစ်နေလဲဆိုတော့စောက်ဆိုင်ချင်းထိငော့ချင်းเนาะခက်ခဲချင်းနေနဲ့ကြုံတွေ့နေရတတ်ပါတယ်။အဲ့တော့လုပ်ငန်းမအောင်မြင်တာတော့မဟုတ်ပါဘူး။အောင်မြင်ပါတယ်။ဒါပေမဲ့စောက်ဆိုင်ရမယ်။ထိငော့မှုတွေကြံ့ကြာမှုတွေဖြစ်မယ်။ပြီးတော့မှအောင်မြင်မှုစီကိုကုတန်းလာမယ်ဆိုတဲ့ပုံစံမျိုးကျွန်တော်ကံမှာပြသနေခြင်းဖြစ်ပါတယ်။ပြီးတော့စီးပွားရေးလုပ်တဲ့အခါမှာလက်လောမှာဖြစ်နေတဲ့ သုံးသက်တာမျိုးမဟုတ်ပဲနဲ့ရေရှည်သုံးသက်ပြီးတော့ခဲတွေဖြည့်ရှင်းနေနေမိတ်ဆွေအတွက်ပုံမှန်ပြီးတော့ခက်ခဲတဲ့အရာတွေရရှိအဲ့တော့ကိုယ့်ရဲ့လုပ်ငန်းကိုတွေးတောမယ်လှုပ်ဆောင်မယ်ဆိုရင်ရေရှည်ကိုတွေးတောလှုပ်ဆောင်မှုကိုဒီချိန်မှာဆုံးဖြတ်ချက်ချမယ်ဆိုရင်ကိုယ့်အတွက်ပုံမှန်ပြီးတော့ကောင်းမွန်တယ်ပုံမှန်ပြီးတော့အားကောင်းတယ်ဟိုးအဝေးမှာနိုင်ငံရဲ့ကြားနဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်နေရတဲ့ကုန်းဟောဘယ်လိုခေါ်မလဲကုန်ပစ္စည်းကူးတက်မှုကိစ္စတွေမှာ ဂျမ်းဖြစ်တတ်တယ်ဥပမာပေါ့ဗျာ online shopping လုပ်တယ်ဆိုကြပါစို့ဗျာကိုပိုင်စီးပွားရေးနဲ့ပတ်သက်ပြီးတော့ပစ္စည်းတွေမှားထားတယ်ပစ္စည်းတွေလမ်းကြောင်းကျတာမျိုးစသဖြင့်ပေါ့နော်ဒီလိုမျိုးတွေဖြစ်တယ်เนาะအဲ့လိုမျိုးပေါ့ကုန်ကူးတန်းရောင်းဝယ်ရေးနဲ့ပတ်သက်ပြီးတော့တနေနဲ့တနေတနိုင်ငံနဲ့တနိုင်ငံကုန်ကူးတန်းရေးနဲ့လှုပ်ဆောင်နေတဲ့ကိစ္စတွေမှာတော့ကြံ့ကြာမှုတွေအဆင်မပြေမှုတွေ ਨੇ ကျွန်တော်တို့တွေ့ကြုံလာတတ်တယ်เนาะနောက်တစ်ခုကတော့ကြုံတွေ့လာမယ်ကျွန်တော်အင်္ဂါသားသမီးတွေရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်တဲ့ကံဖြစ်ပါတယ် ီကိစ္စမှာငွေကြေးကိစ္စအရင်နဲ့ပတ်သက်တဲ့ဘိုင်းမှာအင်္ဂါသားသမီးတွေအားအကူညီထောက်ပံ့အားနည်းတယ်ဆိုတဲ့ကာလအပိုင်းခြောက်ရတယ်ငွေကြေးကိစ္စမှာလေအကူညီထောက်ပံ့တယ်ဆိုတာကိုယ့်ကိုယ်လူတွေကိုယ့်ငွေကြေးတွေကိုယ့်ငွေကြေးကိစ္စအရင်နဲ့ပတ်သက်ပြီးတော့ပေးမဲ့လူတွေဒီကာလမျိုးမှာမရှိပါဘူးအမှန်တမ်းပြောမယ်ဆိုရင်လေအဲ့တော့ကိုယ့်ဟာဖွေပြီးတော့ကိုယ့်ဟာကိုယ်တာပြည်လဲအောင်လောက်ဆောင်နေရတဲ့ပုံစံမျိုးတွေလို့တွေးနေရတယ်ပေါ့နောက်ချက်က မျိုးမှာကျွန်တော်တို့အပျော်ပါးတွေကြောင့်မလိုလားအပ်တဲ့ငွေကြေးဆုံးရှုံးမှုတွေဖြစ်ပေါ်တတ်ပါတယ်။အပျော်ပါးဆိုတာတော့ရှင်းပါတယ်။ကိုယ်စိတ်ပျော်ရွှင်မှုအတွက်ဒါကကိုယ့်ရဲ့စိတ်ကိုအလိုလိုချင်းဖြစ်ပါတယ်။အဲ့တော့တရင်ကကိုယ့်ရဲ့စိတ်ကိုအလိုလိုက်မှုကြောင့်မလိုလားတဲ့ပြဿနာတွေဥပမာကိုကတော့ဘာမှမဖြစ်လောက်ဘူးလို့လှုပ်လိုက်တယ်။အဲ့ဒီကိစ္စအဲ့ပြဿနာတွေကနေစဉ်ငွေကြေးအဆုံးရှုံးမှုတွေထိမှုပြီးတော့ကုံဆုံးမှုလာတတ်တယ်။ဥပမာဆိုကြပါဆိုပေါ်ရဥပမာတစ်ခုလေးပေါ်မှာကိုကပျော်ရွှင်လို့ရက်တောက်လိုက်တယ်။အရက်မူပြီးတော့ ခြေကျိုးလက်ကျိုးဖြစ်ကမှာဆေးကုရတယ်ဆိုပြီးပက်ဆက်ကိုကုန်တာမျိုးပေါ့ကိုကတွတ်ထားတာတော့ပဲကိုကတွတ်ထားတာဒါပေမဲ့အရက်တော့ပြီးနောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ကိုအတွက်ငွေကုန်ကြေးကျဖြစ်ပေါ်စေအဲ့တော့ကျွန်တော်ပြောချင်တာငွေကြေးအကန့်ကောင်းချင်တယ်ဆိုစိတ်အလိုတိတ်မလိုက်ပါနဲ့လို့ပြောချင်ပါတယ်เนาะချက်ပေါ့အဲ့တော့ငွေကြေးကန်နဲ့ပတ်သက်ပြီးပွင့်လင်းမှုရှိလားလို့ပြောမယ်ဆိုရင်တော့ခဏကျွန်တော်ပြောလို့ပဲငွေကြေးကန်နဲ့ပတ်သက်လာရင်တော့ဟိုဘယ်သူမှအာကိုလို့မရတဲ့အပိုင်းခြားကိုကိုကိုအာကိုပြီးဆောင်ရမယ်ဆိုတဲ့အပိုင်းခြားလို့ပြသထားတဲ့အတွက် အာကိုကိုကိုကြိုးချမှုအပြည့်နဲ့ရှာဖွေအတွက်ဖို့တွတ်တော်လိုအပ်တယ်အဲ့တော့အရန်ကောင်းနေတဲ့ကန်ထောက်ပံ့တစ်ခုမှာတော့ငွေကြေးကိစ္စတော့ရှိနေတာမျိုးတော့မဟုတ်ဘူးအရန်ခက်ခဲနေတဲ့ပုံစံမျိုးလည်းမဟုတ်ပါဘူးမမဆောင်ဖြစ်နေတော့โอเคအဲ့တော့ကျွန်တော်တွေ့ကြုံလာမယ်ကျမကြီးကိစ္စနဲ့ပတ်သက်ပြီးဆက်သွားအောင်โอเคပါကျမကြီးနဲ့ပတ်သက်တဲ့အပတ်အထိုင်များတဲ့လူတွေအထူးသဖြင့်ယုံလုံနေတဲ့လူတွေအထိုင်များတဲ့လူတွေเนาะနေနေနေအကြောချင်းပိုင်းနေနဲ့ပတ်သက်တာမျိုးเนาะဝန်ချုပ်တာမျိုး ဒီလိုအမကြီးအသေးဖွဲလေးတွေဖြစ်ပေါ်လာမဲ့ခြေနေအပိုင်းခြားတစ်ခုကြုံတွေ့လာတတ်ပါတယ်เนาะအဲ့တော့အကြောချင်းအယိုးစစ်เนาะအဲပြီးတော့အညောင်းညာကိုက်ခဲတာမျိုးတွေဂျာခနာဆိုလို့ဖြစ်မယ်ဝမ်ချုပ်တာမျိုးတွေဖြစ်မယ်เนาะအဲ့ဒါလေးတွေတော့ဒီကာလမှာဖြစ်ပေါ်လာနိုင်တယ်ကျမကြီးကိစ္စအင်းနဲ့ပတ်သက်ပြီးခဏလို့ကြီးကြီးမားမားဖြစ်ပေါ်တာမျိုးတော့ဆက်စီမှာမတွေ့ရပါဘူးဆိုတော့စိတ်ယုံတက်ပြီးတော့ခွဲစိတ်ရတာမျိုးတေလူမျောပါဖြစ်တာမျိုးတွေတော့ဒီကာလတွေမှာတော့အင်္ဂါသားသမီးတွေပုံမှာတက်ရောက်အားနေပါတယ် ဆက်လက်ပြီးတော့လာမယ်အင်္ဂါသားသမီးတွေရဲ့အခြေအကျိစိုင်းနဲ့ပတ်သက်ပြီးတော့ဟောကြားပြချင်ပါတယ်။ဒီကာလမှာအင်္ဂါသားသမီးတွေကအခြေအကျိစိုင်းနဲ့ပတ်သက်ပြီးတော့သုံးဝင်ဆိုင်တွေပြဿနာတက်မယ်။ကိုယ့်ရဲ့ချစ်သူမသိအောင်ဆိုင်းလန့်နေပြဿနာတက်မယ်။နော်။ဆိုတော့လူတိကပြဿနာတက်လာမယ်ကိစ္စတွေ။ဆိုတော့ကိစ္စမှာအခြေအကျိစိုင်းလိုလိုဒီလိုလိုဟိုဘက်လိုလိုဒီဘက်လိုလိုဖြစ်နေတဲ့အရာတွေအကုန်လုံးညစ်နာရှုပ်ရှင်းဖြစ်ပြောင်းလဲလာနေအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ ပြီးတော့လက်ရှိ relationship မှာမျက်နှာတရရောက်များတတ်တယ်မိမိကိုယ်တိုင်လည်းဖြစ်နိုင်တယ်မိမိရဲ့ချစ်သူလည်းဖြစ်နိုင်တယ်မျက်နှာများတာမျိုးစိတ်ကစားတာမျိုးနောက်ဆုံးရီးစားမဖြစ်ခဲ့ရင်တောင်မှဟီလာထတာပေါ့ဗျာဒီလိုကိစ္စတွေကြုံတွေ့လာကြောင်းလို့ကိုယ်အနေနဲ့နည်းနည်းလေးစိတ်ဒုက္ခရောက်တာတွေနည်းနည်းလေးစိတ်အဆင်မပြေဖြစ်တာတွေတွေ့ကြုံလာတတ်တယ်နောက်တစ်ခါလုံလုံကျူးကျူးဖြစ်တဲ့ပြဿနာတွေသမီးဤစားကိစ္စတွေမှာเนาะလုံလုံကျူးကျူးဖြစ်တဲ့ပြဿနာတွေအဲဒီလုံလုံကျူးကျူးဖြစ်ထားတဲ့ကိစ္စတွေကနေစဉ်အခြေအကျိစ္စတွေမှာပြဿနာရှုပ်ရှင်းနေဖြစ်လာနိုင်တယ် เนาะအဆက်ဆက်ရအခဏပြောလို့ပေါ့เนาะဟိုပုံမှန်လေးလေးပြောရမယ်ဆိုဗီဒီယိုရိုက်တာတွေဓာတ်ပုံရိုက်တာတွေအဆက်เนาะတက်တာဖြစ်ပြောင်းလဲလာနိုင်တယ်အဲ့ဒါတွေအထူးကြည့်ဆိုင်ဖို့အတွက်လိုအပ်ပါတယ်เนาะအဲ့ဒါလေးကိုကျွန်တော်မှားခြင်းတယ်ပြီးတော့ဒီလိုကာလမျိုးမှာမပြောလဲနားပိုင်းနဲ့အခြေအကိစ္စမှာခဏခဏဆိုလို့စကားပြတာရံဖြစ်တယ်ကပြောရတတ်တယ်ပြီးွားရင်ကိုယ့်ရဲ့ချစ်သူကိုပြောဆိုစကားအားနည်းတယ်ဆိုတဲ့အပိုင်းချမအောင်မြင်ဘူးเนาะပြောတာပြောရင်သူလည်းသူလှုပ်ချင်တာလှုပ်နေတာဆိုတော့ပြောတာတစ်ခါလေးကြာရင်နားကြီးရ င်ဗျာမင်းကဒါပဲချက်ပြောနေစတဖြစ်ပေါ့နော်ကိုဘကပြောဆိုလာတဲ့စကားတွေကိုအတိမတ်ပြုမှုရှိသူကအားနေတယ်ဆိုတဲ့အပိုင်းခြားမျိုးကြုံတွေ့နေရတတ်တယ်ဟုတ်ပြီနော်နောက်တစ်ခုအင်္ဂါသားသမီးတွေကြုံတွေ့လာမယ်အိမ်တောင်ရေးကိစ္စနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်အိမ်တောင်ရေးကိစ္စမှာတော့အင်္ဂါသားသမီးတွေအားကောင်းတယ်လို့နံပါတ်၁ချက်ပြောချင်တယ်ခက်ခဲနေတဲ့ကိစ္စတွေကိုယ်နေတဲ့ဝန်ထုပ်ဝန်ပိုးထမ်းထားရတဲ့တာဝန်တချို့တဝက်တွေကုံဆုံးသွားပြီးတော့တက်တော့တက်တာအိမ်တော်ရေးကိစ္စတွေနဲ့ပတ်သက်ပြီးစိတ်ပင်ပန်းမှုကနေစင့် စိတ်ချမ်းသာမှုကိုကူပြောင်းလာမဲ့အချိန်ဒီအပိုင်းခြားတစ်ခုလည်းဖြစ်တယ်။ဒါပေမဲ့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်ပြီးလုံဆောင်မှုတွေကြံစည်ထားတဲ့အလုပ်ငန်းကိစ္စတွေရှိမယ်။ခရီးထွက်ဖို့ကြံစည်ထားတာရှိမယ်။တခြားတော့ကိုကြီးကြီးမားမားထားတဲ့ကိစ္စတွေမှာတော့ပြက်ပြဲသွားတာမျိုးတို့မို့ပြောင်းလဲသွားတာမျိုးဖြစ်ပေါ်တတ်ပါတယ်။နော်အဲ့ဒီကိစ္စမှာတော့နည်းနည်းလေးဂယုဆိုင်ဆင်ញင်စင်နေတယ်။နောက်တစ်ခုကဒီလိုကာလမျိုးမှာအိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဆိုတာတော့ကိုယ့်ရဲ့ ိုယ့်ရဲ့အိမ်တော်ဘက်အတိုင်းဝိုင်းစီရနေစေငွေကြေးအချီအငါလုံးဝလုံးဝမလောက်ပါနဲ့နော်အဲ့တော့ငွေမရတဲ့ပြင်တယောက်နဲ့တယောက်အဆင်မပြေဖြစ်တာတွေဖြစ်လာနိုင်တယ်တကယ်လို့ငွေချီခဲ့မယ်ဆိုလို့ရှိရင်ရေရှိမှမကောင်းဘူးအဲ့တော့ဖြစ်နိုင်တယ်ဆိုစုဝင်နေစေငွေကြေးကိစ္စငွေကြေးကိစ္စချုပ်ရှင်းမလောက်ပါနဲ့သူတို့စီကလည်းမရှိပါနဲ့အဲ့ဒါအကောင်းဆုံးဖြစ်ပါလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့နောက်ထပ်ကျွန်တော်တို့အင်္ဂါသားသမီးတွေကြုံတွေ့လာရမယ် ဝန်ထမ်းနဲ့ပတ်သက်တဲ့ဘိုင်းဖြစ်ပါတယ်ဒီကာလမှာကိုယ့်ရဲ့လုံဆောင်စရာရှိတာတွေကိုအကောင်းဆုံးဖြစ်အောင် perfect ဖြစ်အောင်ပြုလုပ်ပါနောက်ဆုံးအကုန်လုံးပြောမယ်လုပ်ငန်းတွင်မှာကိုယ့်ရဲ့အဲလုပ်ငန်းနဲ့ပတ်သက်ပြီးလုံဆောင်တဲ့ဘိုင်းအားကောင်းလာရင်ကိုယ်နဲ့မတည့်တဲ့လူတွေကိုယ်နဲ့အဆင်မပြေတဲ့လူတွေတော့ပြန်လဲပြီးတော့တင့်မြတ်လာတာနဲ့ပြန်လဲပြီးတော့တည့်လာနိုင်တယ်အဲ့တော့လုပ်ငန်းတွင်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့လုံဆောင်စရာရှိတာတွေကိုပြောမယ်ဆိုဒီကာလအမားထောက်တဲ့ကာလအဲကိုယ့်ရဲ့လုံခေါ်ကြိုက်ဖက်တဲ့ကိုယ့်ရဲ့ထက်လူကြီးတွေကနေအရင် မားလုပ်တယ်တခုမှခိုကတ်နေတာဘာမှမသိပေမဲ့ဒီချိန်လေးခိုကတ်လိုက်တာနဲ့ခင်ဗျားကိုအကြီးကြီးပြဿနာရှာတော့မယ်ဆိုတော့မခိုနဲ့မကတ်နဲ့အမားလေးမလုံနဲ့အကောင်ဆုံး perfect ဖြစ်အောင်လုပ်ကိုယ့်ကိုကြီးမြတဲ့လူပဲကိုယ်နဲ့ပြန်ပြီးတည့်လာလိမ့်မယ်ကိုယ်နဲ့ပြေလာလိမ့်မယ်အဲ့တော့လုပ်ငန်းပေါ်မှာရှိသမျှကိုယ့်ရဲ့ energy အပြည့်ထည့်ပြီးတော့အလုပ်လုပ်စေချင်တယ်အစောကြီးကဒီလောက်ကိုမလုပ်ချင်မလုပ်နဲ့လုပ်မယ်ဆိုရင် energy အပြည့်နဲ့ထည့်ပြီးလုပ်ခင်ဗျားတို့အောင်မြင်မှုအကျိုးဆက်ခံစားရလိမ့်မယ်နော် လုပ်ငန်းနဲ့ပတ်သက်တဲ့စိတ်ရှုပ်စရာတွေခေါင်းချုပ်စရာတွေတော့အနေချင်းရှိနိုင်မယ်ဒါလည်းခမားဖြည့်ရှင်းနိုင်တဲ့စိတ်ရှုပ်နည်းတွေခေါင်းချုပ်နည်းတွေအဲ့ဒါကိုသွားယူပုံကြီးချဲ့ပြီးတော့မပြောနဲ့ဆိုလိုတာကိုယ့်အလုပ်ကို perfect ဖြစ်အောင်လာလို့ကျန်တဲ့ကိစ္စတွေတိတ်အေးမဆိုင်နဲ့နော်တေချာတာတစ်ခုက CCTV တွေရမ်းများတယ်ခမားတို့လုပ်ငန်းအဲ့တော့ CCTV ထဲမှာမှကိုကလုပ်လိုက်မယ်ဆိုအဲ့ CCTV ရဲ့နေစဉ်အပေါ်ရောက်သွားရင်ခမားလုပ်ငန်းမှာအားနည်းမှုတွေဖြစ်ပေါ်လာလိမ့်မယ်နည်းနည်းလေး view size စီချင်တယ်ချင်တယ်မယ်လို့ထင်ပါတယ်အင်္ဂါသားသမီးတွေ